မြန်မာပြည်ဟာတကယ်ကိုကတ်ဆိုင်နေတယ်ဆိုတာလဲဝင်ခံရတော့မယ်။မတော်ပြည်သူပြည်သားတွေအခုဘာလုပ်ရမလဲ။စိတ်ကောင်းကောင်းထားရမယ်။လူပိတာအောင်လူစိတ်မွေးပေးရမယ်။ဟန်ဆောင်နေတဲ့မျက်နှာဖုံးစိတ်မျိုးကိုပြုပြင်ပြောင်းလဲရမယ်။ကျမပြောပြပြီလေ။ဟန်ဆောင်တဲ့မျက်နှာဖုံးကလူတွေမသိလူတွေသိစရာမလိုဘူး။ဖျားသိတာနတ်သိတာ။မတော်မြန်မာပြည်ဘာကြောင့်တက်ခဏခဏစိုက်တယ်လဲစိုက်လိုက်ရင်လဲအကြီးဆုံးအဆိုးဆုံးနေဘာကြောင့်လဲ။တွေးကြည့်။မျက်နှာဖုံးစွတ်ပြီးအလုတ်လုတ်နေတဲ့လူတွေများတာရဲ့ပါစစီမဆောင်တဲ့လူတွေကြောင့် တိုင်းပြည်ခိုက်တယ်ကျမတို့တွေဟိုဘွားမှာမလုပ်ခဲ့တယ်လေဝတ်ကြွေးအရန်ကြီးတယ်ဝတ်ကြွေးခြေဖျားရှိတယ်ဝတ်ကြွေးခြေကြပါဝတ်ကြွေးတွေအတင်းအဓမ္မအများကြီးပတ်စံအကုန်ခံပြီးခြေပြီးတော့မှစိတ်မကောင်းရင်လေအလကားပဲကျမအမြဲတမ်းမကြာခဏမကြာခဏတင်ပေးတယ်အုံအားဟုံအုံအားဟုံအုံအားဟုံဆိုတဲ့အရာကိုတချို့ကဒါကတရေမွေးတာလားတဲ့အဲ့ဒါဆိုရင်မေးလိုက်မယ် ။တို့မြန်မာလိုအများတန်းဝေတာကောတရေမွေးတာပဲလား။စောက်သုံးမကြတဲ့ချီအောင်နားမလည်ရင်ငင်းငိမ့်လေးနေလိုက်။လှုပ်ချင်တဲ့လူကကျမစကားကိုကြားပြီးတကယ်လှုပ်သွားမယ်။ဒီအချိန်မှာအားလုံးကိုရတဲ့ဖះစာကိုရွတ်ပြီးတော့အုံအားဟုံလှုပ်ဖို့တင့်တော်ဆုံးအချိန်ဖြစ်တယ်။အခုကျမတင်ပေးတကယ်တော့လှုပ်ကြပါ။တလအတွင်းမထူးခြားဘူးဆိုရင်ကျမကိုပါးတဲ့နားတွေလာရိုက်ပါပါးတဲ့နားတွေရိုက်ပါလို့ကျမဒီကောင်းတဲ့အရာလေးကိုတင်ပေးရမလားအဲ့ဒါဆိုရင်လည်းတော်တော်ဝတ်ကြွေးကြီးလို့ပဲအဲ့ဒါကြောင့်လည်းတတ်ဆိုင်တာ တဲ့စကားကိုအုံနောက်ထဲကိုလွယ်လွယ်နဲ့မဝင်ဘူးမြောက်လက်ညိုးထိုးပြီးဟိုဝေဖန်မယ်ဒီဝေဖန်မယ်အဲ့ပါဇက်စီးဆောင်ကြပါဥပမာဂုံတော်ကိုဘာတတ်တယ်နမောတတတတ်တယ်တန်ဖို့တွေတတ်တယ်ပဋ္ဌာန်းရတယ်ဘာပဲရရတခုခု ကျမကုံတော်ကိုးပါးနဲ့လာပြောမယ်ဣတိပိသောဘဂဝါအရဟံတမန္တဗုဒ္ဓဝိဇာဇရဏတမနောလောကဝိတုအနုတ္တရပုရိတတမန္တရတိတတတိဝမနုဿနဗုဒ္ဓဘဂဝါတိအရှင်မြတ်စွာဘုရားယခုတပိတော်မှတောက်ကြသမီးတော်တက်ထားသည်ကုံတော်ကိုးပါးကိုရွတ်ဖတ်တယ်ဆယ်လိုက်ခြင်းဟာယခုကျမတို့မြမပြီးငလင်ဓမ္မတေဆုံးရတော့ခုနှစ်ရဲ့သာသမီဒုက္ခရောက်တော့ခုနှစ်ရဲ့သာသမီများအလုံးကျွတ်တန်းဝင်တဲ့လူကျွတ်ပြီးကံကောင်းခြင်းအရာရာများနဲ့ပြည့်စုံပါစေဆိုပြီးတော့အုံအဟုံအုံအဟုံအုံအဟုံဆိုပြီးတော့မှ လက်ကလေးစိတ်ခရနေပြီးတော့ထွက်လာတဲ့အာနိသင်ပါဝါအပြည့်နဲ့အုံအဟုံအုံအဟုံကဘာအနက်အာအဲ့လိုမျိုးအဲ့လိုမျိုးလက်ကလေးကားပြီးတော့အဲ့လိုကဘာအနက်လှုပ်လိုက်စမ်းပါရောက်ရအရမအုံအဟုံဟာအခုနော်ရှင်းရှင်းပြောရင်ဒါအစိမ့်သေးတာလေအစိမ့်သေးတဲ့လူတွေကဘလို့ဖြစ်ဖြစ်သေးတဲ့လူတွေကအရင်အရင်တုန်းကသေခဲ့တဲ့လူတွေရဲ့ဝိညာဉ်မတမ်းမဝင်တဲ့ဝိညာဉ်တွေအားလုံးဒီအုံအဟုံနဲ့စံနေရေတွေကျဲပေးလိုက်တဲ့အတွက် အကုန်လုံးကြွတန်းဝင်သွားတယ်။နစ်ပေါင်းများစွာစောင့်နေရတဲ့ဝိညာဉ်တွေဟာအမထင်မဲနဲ့အုံအားဟုံးလို့ရွတ်လိုက်တဲ့အတန်ကိုကြားလိုက်တာနဲ့ရှူးဆိုပြီးတော့ကြွတန်းဝင်သွားတယ်။ဘလောက်စိတ်ချမ်းသာဖို့ကောင်းလဲတွေးကြည့်လိုက်။ကျမတို့ရဲ့အုံအားဟုံးနဲ့ရေနဲ့ဆန်နဲ့ပက်လိုက်တဲ့အခါမှာသူကြားလိုက်တာနဲ့ကြွတန်းဝင်လွယ်စေတဲ့ဂါရာတော်ဖြစ်တယ်။နောက်ထပ်ဥပမာတစ်ခုနော်ကျမနေပြီးတော့အမြန်လန်းသွားရင်စမ်းပါတယ်ရေးပါတယ်အမွေးတိုင်းပါတယ် ငါးနေရာလောက်တော့ရွေးပြီးတော့အောက်ဆင်းအမွေးတိုင်ထွန်းတယ်တော်မီမလောင်တဲ့နေရာမှာထွန်းတော့ရေဖြန်းတယ်အုံအားဟုံးတယ်ရွတ်ပေးတယ်အဲ့တုန်းကကျမဘာကြောင့်လှုပ်တယ်လဲနေပြီးတော့အ мян လမ်းမှာတေခဲ့တဲ့လူတွေဘလောက်များလဲအားလုံးအစိမ့်တေတွေကြီးပဲသူတို့ရဲ့ဝိညာဉ်တွေတချို့ကျွတ်တယ်တချို့မကျွတ်တဲ့ဟာတွေအများကြီးမဟုတ်လားအဲ့အတွက်ကျမလှုပ်တယ်ခုကျမတို့ပြန်မပြီးမှဒုက္ခရောက်တယ်မလိုအပ်ပဲနဲ့အချိန်မမီလို့တေဆုံးသွားတဲ့မကျွတ်ဘလို့ပြောမလဲအစိမ့်တေတဲ့ဝိညာဉ်တွေအများကြီးဖြစ်သွားပြီ ီချိန်မှာကျမတို့ဟာအုံအဟုံစံနဲ့ရင်နဲ့အမွေးတိုင်းပဲလိုတယ်။တုတ်ပေးကြပါ။ယုံကြည်ပါ။ကျမတို့မမြင်ရတဲ့ပုံကိုယ်တွေမှန်တယ်များအားလုံးရဲ့အစွမ်းဟာအရန်ထက်တယ်နော်။နေသူတို့ကိုကောင်းချိုးပြုပြီးသူတို့ဝမ်းတာပြီးအေဂျင့်နဲ့အမြင့်မြတ်ဆုံးဘုံကိုရောက်သွားတဲ့အခါမှာမလို့ကျမချက်သိန်းတောင်ဖျန်းတယ်အခု။ကျမတို့ဆုတောင်းပေးတဲ့လူတွေရဲ့မိသားစုအဆက်ဆက်ဟာဘလောက်ထိစင်ကဲစင်ကဲအစဉ်ပြေလာမလဲဆိုတာကျမတတ်တယ်ပဲ။ကြောက်တောင်ကြီးကိုအာကိုလိုက်လို့ရှင်တရက်ကြောက်တောင်ပြိုတတ်တယ် လူကိုအားကိုးဖို့ဆိုတာစက်နောက်မစင်စားနဲ့မိအေးနှခါ၃ခါ၄ခါ၈ခါနာပြီးအဲ့မှာပလက်လန်ပြီးနင်ပါသေးသွားနိုင်တယ်ဒီတော့ဘာအားကိုးမလဲဖះမတပါအားကိုးရမရှိပြီးတော့အမြင်ရတဲ့ဝိညာဉ်တွေကိုကုသိုလ်ပြုတာပတ်စံမလိုဘူးနော်စိတ်လေးထဲ့ပေးဖို့ပဲလိုတာအမဒုက္ခကြီးကြီးမားမားရောက်ခက်စင်တုံးကရမ်းရင်းနေတဲ့ဆိုရင်မျိုးရင်းတော်လကောင်းတငယ်ချင်းအရင်ချာတော်လကောင်းအားကိုးခဲ့ဘူးတယ်အစမပြေဘူးနော်နောက်ဆုံးတော့တရားတကူတရားတကူ စိတ်ကောင်းမွန်ခြင်းရဲ့တကောမမြင်ရတဲ့အရာတွေကိုနေ့စဉ်နဲ့အမြအုံအားဟုံးမပြတ်ခဲ့တဲ့တကောတွေကြောင့်ကျမတော်သက်တာအခုလိုမျိုးအေးအေးချမ်းချမ်းလေးနေခွင့်ပြန်ရလာတယ်။လောက်ကြပါလောက်ကြည့်ပါကျမရဲ့လက်တွေ့မလို့ကျမအဲ့လိုမျိုးអော်ပြီးတော့မျက်ဝင်နေတာမဟုတ်ဆုံးမဖြစ်ပြီးတဲ့နောက်ပိုင်းယောက်ျားထပ်မယူတော့တဲ့အဲ့ဒီအားလက်တဲ့အချိန်ရှိလို့ကျမလိုကောင်မမျိုးက online ပေါ်တက်လာပြီးဒီလိုစကားတွေကိုအလားချပြတာ။အာရိုးရှင်းအောင်တစ်ခုပြောပြမယ်ကွာသူတစ်ပါးကိုစိတ်ချမ်းသာအောင်ထားလိုက် သူများစိတ်ချမ်းသာတော်ဖြစ်သွားတဲ့အတွက်ကို့ဘဝသူစုတောင်းတာပဲဖြစ်ဖြစ်ကို့ရင်ထဲကပီတိဖြစ်သွားတာပဲဖြစ်ဖြစ်အဲ့ဒီစိတ်ရဲ့ energy တွေကြောင့်တိုးတက်တဲ့တိုးတက်ပြီးပိုပြီးတော့တမ်းမှချမ်းသာပြီးမင်္ဂလာရှိစေတာပေါ့ကွာကဲကျွန်မပြောတင်ပြောထိုက်တာအကုန်လုံးပြောပြီးပြီအခုကျွန်မတူလေးသွားလိုက်တဲ့အလူဗီဒီယိုကိုတင်ပေးမယ်ကျွန်မရဲ့တူလေးဝတ်တုတ်ကတော့ဟိုငတုံးကအဆင်းရင်ထဲမှာတော့ပါတယ်ရိုက်လာတဲ့ဗီဒီယိုကဒီလိုအထောင်လိုက်လဲပါတယ်ဒီလိုအလျားလဲပါတယ်ဒါကြောင့်ဆက်ထားတာနည်းနည်းတော့ကိုလိုကလန့်ဖြစ်တယ်ကြည့်လိုက်ပါအောင်ရှင်